ဟာလေလုယာဖခင်ယေရှုတော်ချီးမွမ်းပါတယ်ချက်တော်ညီကောင်မောင်တို့မဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာအထူးပြဘာအားပေးခြင်းလေဆိုဘဝမှာဖယားသခင်အလိုတော်နဲ့အညီသွာလာတတ်ဖို့တိတ်ရေးကြီးတယ်တခါတလေအလိုတော်နဲ့မညီလို့မညီမှန်းမသိတဲ့အခြေအနေလည်းရှိတယ်အဲ့တော့အလိုတော်နဲ့မညီတာလုံးပြီးတော့အမင်္ဂလာဖြစ်ကောပေါ့ဟုတ်လားအမင်္ဂလာကြတော့တိတိသာသာခံစားရတယ်ကိုကအလိုတော်နဲ့မညီတာလုံးပြီးတာတိတ်မသိတာဘူးဟုတ်လား ဒါကြောင့်ဒီနေ့ကျွန်တော်အားပေးချင်တာသတိပေးနိုးစော်ချင်တာကကိုယ့်ရဲ့လုပ်ရဲ့ကိုပြောတဲ့အရာတွေဟာအလိုတော်တွေမှလားအခွင့်တော်တွေမှလားဒါလေးတွေသိဖို့အရေးကြီးတယ်ဒီအကြောင်းလေးကိုဝေငှနော်ခဏဆုတောင်းရအောင်မြတ်တာတော်ရှင်ဘုရားနာမတော်ချီးမွမ်းပါれကိုရောကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ယေရှုပြုတဲ့ဘုရားဖြစ်ပါれဘုရားသခင်ကျွန်တော်ရဲ့တက်တာတီးတီးကိုအံ့နှံပါれဒီနေ့ကျွန်တော်ရဲ့တက်တာအမင်္ဂလာမခံစားရပါမိအကြောင်း ကျွန်တော်တို့လုပ်တဲ့အရာပြောတဲ့အရာဆုံးဖြတ်တဲ့အရာတွေကိုဖရာသခင်ပြုပြင် ပုံသွင်းဖန်ဆင်းပေးတော်မူပါအရှင်ယေရှုနာမ၌ဆုတောင်းပါတယ်ဖဖရာအာမင်အာမင်ဒီနေ့ကျွန်တော်အနေနဲ့အထူးသဖြင့်အားပေးခြင်းတဲ့အရာကမောဘဘရင်ဘာလက်ဆိုတဲ့လူတစ်ယောက်ရှိတယ်အဲ့ဒီဘာလက်မင်းကသူဘာတိလဲဆိုရင်ဣသရေလလူတွေကတိတ်ကောက်ကြီးခံစားနေရတယ်အဲ့တော့အဲ့ဒီဣသရေလအမျိုးသူစစ်သွားတိုက် စစ်တိုက်ရင် तू နိုင်ဖို့လိုတယ်သူ့ဟာနဲ့ तू ကမနိုင်နိုင်ဘူးအဲ့တော့ तू သိတာကဘာလန်ဆိုတဲ့ဖရာရဲ့ပရောဖက်တယောက်ရှိအဲ့ဒီဘာလန်ကလာပြီးတော့ချိန်ဆပေးလိုက်ချိန်ဆပြီး तू စစ်ဝတ်တိုက်နိုင်မယ် तू အဲ့လိုယူဆတယ်ဘာလို့လဲဘာလန်ချိန်ဆတဲ့လူကတကယ်ချိန်ကြီးခံရတယ်ဘာလန်ကောင်းကြီးပေးတဲ့လူကတကယ်ကောင်းကြီးရတယ်အဲ့ဒါ तू သိတယ်ဘာလက်မင်းကသိတယ်ဘာလက်ဆိုတာမယုံကြည်သူနော် မယုံကြည်သူမယုံကြည်သူကသိနေတယ်အဲ့ဒီဖျားပရောဖက်ကောင်းကြီးပေးရင်ကောင်းကြီးရတယ်ဖျားပရောဖက်ချိန်ဆရင်ချိန်ဆခံရတယ်အဲ့ဒါကိုလေမယုံကြည်သူသိတယ်ဗျာကြည်စမ်းကျွန်တော်အဲ့ဒါအံ့ဩတယ်ဒါဖတ်တော့တခါလေကျွန်တော်တို့ယုံကြည်သူတွေအဲ့ဒါမသိဘူးနော်ဖျားသခင်လူကောင်းကြီးပေးရင်ဟိုကောင်းကြီးတကယ်ရတယ်ဒါသိမသိကြဘူးပေးပေးမပေးပေးဘာညာဒါမျိုးလှုပ်နော်မဟုတ်ဘူးနော်ဝိညာဉ်ကြီးရောက်ဆိုပါနတ်ဖို့လိုတယ်လိမ်မာဖို့လိုတယ်ချက်တော်ကြီးကိုမောင်းနော် ဆိုတော့ဒီဘာလက်မင်းကသူ့တိုင်းပြည်ကလူကြီးတွေကိုခေါ်တဲ့အရာရှိတွေကိုလက်ဆောင်တွေပေးပေးပြီးမှမင်းတို့တွေဘာလန်စီသွားกว่าအဲ့ဒီဘာလန်ဖရပရဖတ်ဟုတ်တယ်သူတို့လက်ဆောင်ပေးပေးပြီးတာနဲ့သူ့ပြောဘာလက်မင်းခေါ်ဖိတ်တယ်လာခဲ့ပါကျွန်တော်နဲ့လိုက်ခဲ့ဟိုရောက်ရင်ဣသရေလလူတွေကိုချိန်ဆပေးကိုတော့ချိန်ဆပေးပြီးကျွန်တော်တို့စစ်တပ်ရဲ့နိုင်မှာ ဒါကြောင့်ကျွန်တော်နဲ့လိုက်ခဲ့ပါအိုးဘာလန်းလဲလက်ဆောင်ကြီးကြီးလိုက်ပျော်လို့တိတ်ကျင်နေတာပဲဒါနဲ့လိုက်သွားကျင်တာဒါပေမဲ့ဒီပရောဖက်ကလည်းနော် तू မလိုက်တပတ်ဘာပြောလဲနေအောင်နဲ့မင်းတို့ဒီညဒီမှာအဲ့ငါဖယားကိုမေအောင်မယ်ဖယားသခင်လိုက်ဆိုမှလိုက်မယ်အမေဖယားမလိုက်နဲ့ဆိုငါမလိုက်ဘူးတဲ့တဖက်ကလည်းဖယားကိုမေးကျင်သေးတယ်ကျွန်တော်ပြောကျင်တာလေး ဣဒရေလအမျိုးဆိုအဲ့ဒါကောင်းကြီးခံရတဲ့လူမျိုးဖျားလူမျိုးပရောဖက်ကကောင်းကြီးပဲပေးရမယ်ဒါဖျားပြောပြီးသားလိုက်ပြီးတော့ချိန်ဆဲပါဆိုတာဖျားလူတော့ပဲရှိမလဲအဲ့ဒါအောင်များလက်ဆောင်တို့ကြီးတွေ့သွားတော့စိတ်ပြောင်းသွားတာစိတ်ပြောင်းလဲလိုက်သွားကွာပြက်ပြက်သားသားမဟုတ်ဘူးဖျားကိုမေးအောင်မယ်တဲ့ဖျားကလိုက်ဆိုမှလိုက်မယ်တဲ့ဒီနေ့အမှုတော်ဆောင်နေများစွာလဲဒီတိုင်းပဲတော့အလုံးမစလုံးများစွာလဲအလိုတော်ရှိလားမရှိလားသိပြီးသားဖျားပြောပြီးသား ဒါပေမဲ့လေဖះအလိုနဲ့စန့်ကျင်တာကိုလှုပ်ချင်တော့ဆူတောက်ကြည့်အောင်မယ်ဖះပါနှိုးစော်လည်းမသိဘူးလှုပ်တာအဲ့ဒါအဲ့ဒါဘာလံဖွဲ့လို့ခေါ်တယ်ဟုတ်ပြီလားအေးအဲ့ဒီအကြောင်းကိုတောလေရာကျအခန်းကြီး22အပိုင်ငယ်8ကျွန်တော်ဖတ်ပါမယ်ဘာလံကယနေ့ညမှာဤအရက်၌နေကြပါဦးသာရဗျာမိတော်မူသည့်အတိုင်းငါပြန်ပြောမည်ဆိုလျက်မောဘအရာရှိတို့သည်ဘာလန်ထံမှာ နေကြ၏ဒီနေ့နေအောင်ငါဖះအောင်မေးအောင်မယ်ဖះဘာပြောလဲနားထောင်မယ်လှုပ်တာလှုပ်တာဘာဖြစ်လို့အဲ့ဒီဘာလန်အိုက်စိတ်ပေါ်လာလဲလက်ဆောင်ကြောင်းလက်ဆောင်ကြောင်းအဲ့ဒီလက်ဆောင်ကိုခေါင်းစဉ်တက်ရတယ်ကျန်းစာအဲ့လက်ဆောင်ကိုဘလို့ခေါင်းစဉ်တက်လဲအပိုက်ငယ်ခုနှစ်မှာပြူစားခြင်းလက်ဆောင်ပါလေရဲ့အဲ့ဒီလက်ဆောင်ကဘလို့လက်ဆောင်လဲပြူစားခြင်းလက်ဆောင်အတိဘယ်ကသူ့ရဲ့စိတ်ကိုပြူစားလိုက်တာ ဖယားသခင်လူပရောဖက်တွေတော့ပြူစားခြင်းခံရတယ်နော်အမှုတော်ဆောင်တွေလည်းပြူစားခြင်းလက်ဆောင်မိတာတဲ့အဖွဲတွေရှိသေးတယ်တိုက်ဆိုင်ရခွင့်လွတ်ကြဟုတ်ပြီလားအေးဖယားမေတော့ဖယားအညာဘာပြောလဲကြည့်အောင်အငယ်ဆက်နှစ်ဖယားသခင်ကလည်းသင်သည်ဤလူတို့နဲ့အတူမလိုက်မသွားရထိုလ်လူမျိုးကိုမကြိမ်စေရ ကောင်းကြီးမင်္ဂလာခံရသောလူမျိုးဖြစ်သည်ဟုဘာလံအမိတော်မူ၏ဟေးဘာလံ မသွားရဘူးမင်းတို့နဲ့ဣသရေလအမျိုးမကြင်ရဘူးဖခင်ပြောရောဣသရေလအမျိုးဆိုကောက်ကြီးခန်းစားရတဲ့အမျိုးကမကြင်ရဘူးဘာလန်လဲလေနှလုံးအောင်နေတည်လားခန်းစားရတယ်လေဟိုပြူစားခြင်းလက်ဆောင်တုတ်ကြီးလေအကြီးလေဟာအဲ့ဒါနဲ့မလိုက်နိုင်ဘူးကွာတဲ့ဖခင်ကမလိုက်ခိုင်းဘူးတဲ့ဗဇက်ကသာပြောတာတည်လားနှလုံးသားပါသွားပြီသူတို့နောက်ကိုအေးအဲ့တော့လေဟိုကပြန်သွားရောဗောလက်ဆောင်တုတ်ကြီးလည်းပါသွားရော ဟာဖရားရဲ့ကျွန်တော်ဘဝမှာကျွန်တော်တသက်မှာဒါမျိုးလက်ဆောင်ရရဘူးတာလည်းမဟုတ်နော်ဒီတစ်ခါပဲရတာနောက်ရကြမှာတော့ဥရတော့မှာမသေးကြတော့ပါဝါယောဖရားမကြိမ်အောင်ဆိုမကြိမ်နဲ့ကွာကောက်ကြီးပေးဆိုပေးလိုက်ဒါပဲဘာဖြစ်လို့သွားပြီးကြိမ်ကျင်တာလဲဒါနဲ့ဘာလန်းလေကြံခဲ့ခန်းစားပြီးတော့ဒါနဲ့ခုနအရာရှိတဲ့လက်ဆောင်တုံးနဲ့ပြန်ရောက်သွားရောဘာလက်စီဘာလက်ကမပါလာဘူးလားမပါလာဘူးတဲ့ အချိုးချောင်းပြောပြတော့မရဘူးဘာလက်ကဘာလို့လဲဒီတစ်ခေါက်သူ့ထက်ယာရုပိုကြီးတဲ့လူကိုလွတ်လိုက်မပြီးသေးဘူးလက်ဆောင်ကိုအိုက်တဲ့ပိုတံပိုးကြီးတဲ့အထက်ပေးလိုက်အရင်လက်ဆောင်ထုတ်တဲ့ပိုကြီးအခုပြူစားခြင်းလက်ဆောင်ကြီးကြီးနဲ့ပြန်လာတာပိုတော့ကြီးသွားသေးတယ်တော့ဘာလန်ခမရကြီးလိုက်တော့အေးဟိုတစ်ခေါက်ညင်လိုက်တာမှန်သွားတယ်အခုပိုကြီးကြီးရတာပေါ့နော်ကဲကဲလာရောကိုတော့ကျွန်တော်နဲ့လိုက်ပါလိုက်ပြီးဣသရေလလူတို့ချိန်ပေးပါလောက်ပြန်ရော အခုတစ်ခေါက်လဲအဲ့တိုင်းပဲဘာလန်ကနေအောင်ငါဖျားသခင်ကိုမေးအောင်မယ်ဖျားမလွတ်ငါမလိုက်နိုင်ဘူးကြည့်နော်လေတော့တော်တော်ကောင်းတယ်ဘာလန်မှတ်တာမှတ်လေကောင်းတယ်မလိုက်နိုင်ဘူးဖျားကိုမေးရောဖျားဘာပြောလဲလိုက်သွားတယ်ဖျားဘာလို့လိုက်သွားခိုင်းလဲမလိုက်သွားခိုင်းမချင်းမေးနေတော့မှဒီကောင်တကယ်ဆိုအလိုတော်မှမရှိတာဘာဖြစ်လို့ထပ်မေးလဲ ထွက်ကတက်ကမမင်းနဲ့နှစ်နှလုံးကဟိုဘက်ပါနေပြီဒါကြောင့်ဘုရားခင်မတားတော့သွားမင်းပြောမရသွားဟိုကြမှာတင်စရာရှိတာတင်တော့မယ်ဒီမှာတင်လို့မရဘူးနေ့ကိုလမ်းကြမှာတင်မယ်ဟုတ်ပြီလားပြောမရတဲ့လူကိုလွတ်တယ်မှတ်တာဆေလွတ်တာမဟုတ်လွတ်တာအေးအလိုတော်မရှိဘူးလွတ်လိုက်သွားတော့အိုးဘာလန်လဲပြောတာလက်ဆောင်တုတ်ကြီးလဲရဘုရားလဲဖြည့်ပေးတယ်ဟဲ့အဲ့ဒီအဖြေကအလိုတော်မဟုတ်ဘူးအဲ့ဒါအခွင့်တော်လို့ခေါ်တယ် ပါသွားရောပါသွားတော့ဟိုမရောက်သေးဘူးလမ်းတဝက်မှာဘာလန်ကမြဲစီးတာလေမြဲစီးသွားတော့မြဲကလမ်းပေါ်ကနေဟိုဘက်တောင်းကိုကတ်သွားတယ်။ဒါနဲ့ဘာလန်မြဲကိုရိုက်တာရိုက်မှာပေါ့လူကြီးတွေပါတယ်လေကွာအဲ့ဒါဒီပါတယ်လေကွာမိကွာပေးထားတဲ့လက်ဆောင်မှာအာမနာဒါမျိုးလောက်ရလာတီးထလိုက်တာ ်မြဲလေးလေးတနာပါတယ်သူ့ရဲ့သခင်ဘာလံဖယားသခင်ရဲ့လူပြူစားခြင်းလက်ဆောင်မိထားတော့လေတွေ့ခါတော့တာပဲမြဲဘာမလို့နောက်တခါပြန်ထွက်လာဟိုဘက်ပြန်တိုးပြန်ရောဟာတခါပြန်ရိုက်ပြန်ရောသုံးခါရိုက်တယ်ဗျာမြဲဦးလေသုံးခါရိုက်အဲ့ဒါနဲ့မြဲရဘာလံကိုပြန်ပြောတာဘာပြန်ပြောတော့လေကြည့်အောင်အငွေ28 ထိုအခါထာဝရဘုရားသည်မြဲဤနှုတ်ကိုဖွင့်တော်မူ၍မြဲကသင်သည်ငါကိုသုံးချိန်တအောင်ရိုက်သည့်အကြောင်းငါသည်သင်၌အဘယ်သို့ပြုပြီးသည်နည်းဟုဘာလံအားမဲလျင်မြဲကလေစကားပြောပြီးဖယားသခင်ပြောခိုင်းတာသိလားတခေကျွန်တော်ဘယ်တော့ကတခင်ကိုကိုလိုကလန်လှုပ်ဘူးလေကျွန်တော်ဘာလို့ရိုက်တာလဲဘာလံပြန်ပြေတယ်တကယ်တမ်းဆိုဘာလံဟာ ဲ့လိုဖြစ်ရမှာလေဟာကနေဖြစ်ရမှာဘာလို့လဲသိလားမြဲရတခါမှသူ့ကိုလူစကားမပြောဘူးဒီတခေါက်လေဘာလန်နားလေတဲ့စကားပြောတာလူဘာသာစကားနဲ့ပြောတာလူဘာသာစကားနဲ့ပြောတယ်လို့ကျမ်းစာထဲမှာလေနှစ်ပေနှစ်56မှာပါတယ်ဗျကျွန်တော်မဖတ်တော့လူဘာသာစကားနဲ့သူ့ပြောတာမြဲရဟာကနေဖြစ်ရမှာလေလက်ဆောင်တုံးနဲ့မှော်နေတော့ဘာမှအန်အောစရာကိုလေအန်အောစရာလို့မထင်ဘူးဗျာ ူဘာပြန်ပြောသလဲကြည်အပိုင်ရဲ့29ဘာလန်ကတင်ဒီငါ့ကိုကြည်စားပါသည်တကားငါ့၌ဓာရှိပါစေတော့ဓာရှိနေတင့်ကိုယခုငါသတ်မိဟုမြဲအားဆို၏ပထမတော့လေတောက်မွေးနဲ့ပဲရိုက်တာအခုတော့နိဓာရှိနေငါသတ်ပြစ်မယ်တဲ့တလောက်ထိမှွန်ထူနေတာလေဘာလန်အေးမြဲကလူပါသားစကားနဲ့ပြောလဲမအံ့ဩဘာလန်မျက်စိကမပွင့် မပွင့်တော့ဖရာသခင်ကအခုဘာလံကိုကြည်မျက်စိဖွင့်ပေးလိုက်ပြီအပိုက်ငယ်31ထိုကထောင်ရပြသည်ဘာလံမျက်စိကိုဖွင့်တော်မူ၍ဘာလံကိုဖရာခင်မျက်စိဖွင့်ပေးလိုက်တာပြူစားခြင်းလက်ဆောင်နဲ့မျက်စိဖုံးမိနေတဲ့အဖွဲဒီဖရာသခင်ဖွင့်ပေးလိုက် ဗာလံဖွင့်လိုက်တော့မှဗာမြင်သွားလေထာဝရဘုရားကြီးကောင်းကင်တမန်ကြီးဓာတ်ကိုမိုးလျက်လမ်း၌ရက်နေသည်ကိုဗာလံသည်မြင်သည်ဖြင့်ဥချပြတ်ဝတ်လေ၏အိုးကောင်းကင်တမန်ကဓာတ်မိုးပြီးစောင့်နေတာလမ်းမှာမြဲတာဆက်သွားရင်ဗာလံသေမာအဲ့ဓာတ်နဲ့ထိမှာခေါင်းပြတ်ပြီးသေမာအဲ့ကောင်ကြည့်အဲ့တော့မြဲရဘာလို့လဲကောင်းကင်တမန်ဓာတ်မိုးတော့မြဲရတွေ့တယ်ဗာလံမတွေ့တာ တတိဆန်ကမြင်တယ်ဖယားသခင်ရဲ့ပရောဖက်ကမမြင်ဘူးမြဲမို့လို့တော့ဒေါန့်ကတ်တာကျွန်တော်သားမြဲပြင်တဲ့တဲ့တိုးပြလိုက်မှာပြီးရောဘာလန်ကောင်းပြက်ပဲဘာလဲငါရိုက်တာဟုတ်တဲ့တဲ့တိုးပြလိုက်မှာပေါ့မြဲကလွတ်တယ်ဘာလန်သေးမှာအဲ့ဒီမြဲလေးကလည်းသူ့သခင်ချစ်တယ်ဗျာမလုတ်ဘူးမလုတ်ဘူးမလုတ်ဘူးဟာအဲ့ကြမှာဘာလန်မျက်စိပွင့်တော့အော်မြဲလေးကတော်သေးတယ်ငါအသက်ကိုကယ်ပါလားဆက်တိုးသွားရင်ငါသေမှာ ဆိုပြီးတော့ချက်ချင်းနောင်တရကြည်နော်သွားအဲ့ဒီရောက်ရင်ငါပြောခိုင်းတာပဲပြောရှောက်မပြောနဲ့ဆိုပြီးတော့သွားတယ်ဟိုလဲရောက်ကောဘာလံဘာလို့လဲကောင်းကြီးပဲပေးကောင်းကြီးပဲပေးတယ်ကြည်ပါအဲ့တော့ဒီနေ့ကျွန်တော်ဘာပြောခြင်းလဲဆိုတော့ဘာလံကို ဖရာသခင်သွားခိုင်းလာဖရာသဘောတော်နဲ့စဉ်းစားရင်ဖရာမသွားခိုင်းဘူးဒါမဲ့သွားလို့ဘာလို့ပြောလိုက်လဲပြောမရလို့သွားခိုင်းလိုက်တာဒါမဲ့ဘာလို့ရမလဲ ကောင်းကြီးပဲပေးရမယ်မချိန်ဆရအောင်မချိန်ဆရအောင်ဒီနေ့ဖះအလိုတော်နဲ့သွားပါအလိုတော်မရှိတဲ့အရာနဲ့သွားမိရင်လမ်းမှာဘာရမလဲသင်္ကန်းစာပဲရမယ်သင်္ကန်းစာပဲရမယ်ဒါကြောင့်မလို့အခွင့်တော်လမ်းနဲ့သွားရင်တော့ဘဝမှာဆုံးမခြင်းနဲ့သင်္ကန်းစာယူပြီးပြန်လာရလိမ့်မယ်ဒါကြောင့်ချက်တော်ညီကိုမောင်မယုံကြည်သူများအလိုတော်လား အခွင့်တော်လားမြင်းပါမြင်းပါ ပြူစားခြင်းလက်ဆောင်ကြောက်အလိုတော်ကိုမမြင်နိုင်အောင်ဝိညာဉ်မျက်စိပိတ်တော်သူများမဖြစ်ပါစေနဲ့အခုခေတ်ဖြစ်ပြက်နေတဲ့အချိန်လေးတွေဟာပြူစားခြင်းလက်ဆောင်နဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်မျက်စိကိုလာပိတ်တတ်တယ်နော်တတိထားကြပါဝိညာဉ်မျက်စိရှင်းရှင်းလင်းလင်းမမြင်ဘူးဖြစ်တတ်တယ်ခြုံတတ်တယ်ဘာလံကတော့ဝိညာဉ်ကြီးကမျက်စိဘာဖြစ်လဲခြုံသွားတယ်ဖျားပြန်ဖွင့်ရတယ် အဲ့တော့ဒီနေ့ယုံကြည်သူများအလိုတော်နဲ့သွားပါအလိုတော်မရှိဘူးဆိုတာကိုသိရင်ထက်ခါထက်ခါမမေးပါနဲ့မေးမိရင်တော့အခွင့်တော်နဲ့ကြုံသွားလိမ့်မယ်အခွင့်တော်နဲ့အဖြေယူပြီးသွားရင်လက်မသင်ငန်းစာရတတ်တယ်ဆုံးမခြင်းဒဏ်ခတ်ခြင်းခံရတတ်တယ်ဒါကြောင့်ဒီနေ့အိမ်တော်ရေးမှနှစ်ခုရှိတယ်အလိုတော်လားခွင့်တော်လားတေချာစဉ်းစားအခွင့်တော်ဆိုမလုံးနဲ့လမ်းကြမှာဆုံးမခြင်းနဲ့သင်ငန်းစာယူပြီးပြန်လာလိမ့် စီးပွားရေးလုပ်ငန်းမှာအေးဒါလုတ်လိုက်ရင်တော့ထောပြီအလိုတော်လားအခွင့်တော်လားတရားစင်းစားအခွင့်တော်ဆိုရင် မလုံနဲ့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 သင်္ကန်းစာနဲ့စုံမခြင်းနဲ့ပြန်လာရလိမ့်မယ်စီးပွားရေးမှာအိမ်တော်ရေးမှာအမှုတော်မြတ်ထဲမှာလဲစင်းစားပါအမှုတော်မြတ်ထဲမှာသင်သည်အဲ့ဒါအလိုတော်လားအဲ့ဒါအခွင့်တော်လားတရားစင်းစားအခွင့်တော်ထဲမှာမတော်နဲ့နော်လမ်းတစ်ဝက်ကြာမှသင်္ကန်းစာတပွေတပိုင်းနဲ့ ဒဏ်ခတ်ခြင်းနေနဲ့ပြန်လဲလာရတတ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာစမ်းစစ်ရမှာကအလိုတော်လားခွင့်တော်လားစဉ်းစားပါ။အလိုတော်ဆိုရင်ခက်ခဲရင်လဲသွားဒုက္ခရောက်လဲသွားအဆုံးမှာအောင်မြင်ခြင်းနဲ့ဖရာခင်ချင်းမြောက်ခြင်းနဲ့တတ်သေးခံချက်တွေနဲ့ပြန်လာရမယ်။အခွင့်တော်ဆိုရင်တော့ချက်ချင်းတော့ပြူစားခြင်းလက်ဆောင်တပွေ့တပိုင်းနဲ့နောက်ဆုံးတော့ဘာဖြစ်လဲ?သင်ငန်းစာနဲ့ဒဏ်ခတ်ခြင်းနဲ့ပြန်လာရတတ်တယ်။ ဒါကြောင့်မလို့ကိုယ့်ရဲ့တက်တာကိုဆန်းစစ်ပါဒီနေ့ကျွန်တော်တို့စီးပွားရေးမှာကြုံနေတဲ့အရာအမှုတော်မြတ်ထဲမှာကြုံနေတဲ့အရာအသင်းတော်မှာကြုံနေတဲ့အရာအိမ်တော်ရေးမှာကြုံနေတဲ့အရာအလိုတော်လားအခွင့်တော်လားငါဘာကိုရွေးမလဲအခွင့်တော်ဆိုရင်တော့လုံးဝမရွေးပါနဲ့အလိုတော်ဆိုရင်တော့အာမင်ထူပါအိုက်တိုင်းသွားပါဖခင်ချီးမြှောက်ခြင်းရမယ်အခွင့်တော်ဆိုရင်တော့ပြူစားခြင်းလက်ဆောင်တော့ရမယ်သင်ငန်းစာနဲ့ပါလေဖခင်ဓာတ်ခတ်ခြင်းခါရမှာဖြစ်တယ်ဆိုတဲ့အကြောင်းဝေငှပါတယ် ဒါကြောင့်အသက်တာထဲမှာအလိုတော်နဲ့အခွင့်တော်ကိုပိုင်းခြားပြီးနားလည်ဖို့နှုတ်ကပတ်တော်ဖွင့်ပြခြင်းခံရဖို့အသက်တာကိုစက်ကတ်ခြင်းရှိတဲ့နေရာမှာမတည့်ရဆူတောက်ရအောင်အဖာကိုရောကိုကျေးဇူးတင်တယ်ကိုရောကောင်းမြတ်ပါတယ်ကြီးမြတ်ပါတယ်ဘုန်းကြီးတဲ့ဖရာဖြစ်ပါတယ်အသက်တာတည်တည်ကိုအနန္တကိုရောဆက်ပြီးကိုရောကျေးဇူးပြုပါဆက်ပြီးကိုရောမဆပါကိုရောကောင်းမြတ်ခြင်းကိုဆက်ပြီးခံစားစေပါကိုရောဘုန်းတော်ကိုထင်ရှားစေပါဒီနေ့ကြုံတွေ့နေတဲ့ပြဿနာအမျိုးမျိုးတွေမှာ အလိုတော်လားခွင့်တော်လားပိုင်းခြားပြီးမြင်တတ်စေပါဗျာလက်တော်ရဲ့အနံပါလေရှင်းလင်းစွာသဘောပေါက်တတ်စေပါယေရှုတင်နေအခွင့်တော်နောက်ကိုလိုက်သွားတော်သူမဖြစ်ပါမီเจ้าအသက်တာကို အနံနေပါအရှင်ယေရှုနာမ၌ဆုတောင်းပြီးဆက်ကပ်ပါれပါဗျာအာမင်အာမင်ဘုရားလူကိုနှုတ်ဆက်လိုက် အခွင့်တော်ရဲ့လိုက်သွားတဲ့ဘာလံလို့မဖြစ်စေနဲ့အာမင် God bless you